ရကောင်တီမီဝီဒီမှာကြည့်အောင်ဂျင်းရသည်ဒီနေပြီးအိမ်မှာဒီနေ့တော့အိမ်မှာရာသီသားအင်းဦးနဲ့ဝတ်သားကိုမှွေးမှွေးလေးအနှစ်ကြကြလေးချက်ထားပါတယ်ဟာဟင်းဝါရနေပြီတော့ကြည့်အောင်ရှာသေးသာဖြစ်တဲ့အင်ဦးကိုဝတ်သားလေးနဲ့ချက်နှက်ပါမယ်။ပထမအဆုံးရေဆေးပြီးသားအင်ဦးလေးကိုလှိထားမယ်။ပြီးရတဲ့ဝတ်သားကိုကျွန်တော်ကတော့အတုံးကြီးကြီးလေးလှိလိုက်ပါတယ်။ ပြီးသွားရင်တော့ကျွတ်တုံနီကျွတ်တုံဖြူချင်းလေးလက်သက်ဆဲလောက်နဲ့မြူသီးစိမ့်မှုမှာထည့်ပြီးထောင်းပြီးရင်အနှစ်လေးများများရစေရန်ခဲချင်းဒီသုံးလုံးလောက်ကိုလည်းပပစစ်စစ်လေးတွေလှီမြေဦးထဲမှာသီးထားတဲ့ဝတ်သားထဲထောင်းထားတဲ့ကျွတ်တုံနီဖြူချင်းတွေထဲတနင်းမုတ်လေးနဲ့နဲ့စားဟင်းရွက်မုတ်ထည့်ပြီးတခြားလေးနဲ့ပြီးရင်စိတ်ထားတဲ့ခဲချင်းဒီပါထည့်ပြန်နေပြီးရင်စီလေးပါလီယုံထည့်ပြီးတော့မီးဖို့ပေါ်မှာတင်ထားလိုက်ပါမယ် 9မိနစ်10မိနစ်လောက်တည်ထားပြီးတော့ဝက်သားပေါ်ရံလေးတင်းလာပြီဆိုရင်အပေါ်အောက်လှမ်းပေးပြီးတော့ဝက်သားနူးစီရံဝက်သားမြုပ်တီထိရေထည့်ပေးလိုက်ပါမယ်ပြီးရင်မီးအေးလေးနဲ့တည်ထားလိုက်အောင်ပါပဲခင်ဗျာဝက်သားကမလုံးတလုံးဖြစ်လာလို့ရှိရင်လှီထားတဲ့အင်ဥတွေထည့်ပြီးတော့အရသာအတွက်စားဟင်းရမုတ်လိုသလိုလိုက်နိုင်ပါတယ်အင်းဦးနဲ့ဝက်သားတွေပြန်နှူးသွောင်းအောင် ရေလေးပြန်ထည့်ပြီးတော့မီးအေးနဲ့တည်ထားလိုက်ရုံပါပဲခင်ဗျာခဏလောက်နေ ရေလဲခန်းစီလဲပြန်လာပြီဆိုရင်တော့ဝက်သားအင်အူဟင်းလေးကအနံလေးမှွေးပြီးတက်လာပါလိမ့်ရောခမအခုလိုရာသီသားဖြစ်တဲ့အင်အူလေးကိုဝက်သားနဲ့ချက်နဲ့လေးချက်ပြီးတော့ငရုတ်သီးစားတောင်းလေးနဲ့စားလိုက်ရရင်အရန်ကို ထမင်းစားမိန်နဲ့ဟင်းအတွက်ဆက်လေးဖြစ်ပါတယ်။နောက်နေ့ချက်စားကြည့်ပါဦးနော်။ကဲထမင်းစားလာတော့မယ်။ဒီနေ့အိမ်မှာရာသီသားအင်အူနဲ့ဝက်သားကိုအခုလိုမျိုးလေးဟင်းအနှစ်ကြက်ကြက်လေးဖြစ်အောင်ချက်ထားတယ်ပြီးတော့ အညာကလူငယ်6နှစ်ပေါ့နော်အချိုလေးပါဒါလေးကလည်းအရန်ဆိုစားလို့ကောင်းတယ်မှုန်းနေရပဲပြီးတော့မြို့သီးစားတောင်းလေးကလည်းပါသေးသဇွန်ရကျော်တိုးစရာမပြီးရေကဲစားလိုက်ပါအောင်မယ်စားကြပါအောင်ခင်ဗျအင်းဦးကတော့ယာစီသားလေးဖြစ်တဲ့အတွက်အခုလိုမျိုးဝက်သားလေးနဲ့ချက်လိုက်တယ်အနှစ်ကြကြလေးအနှစ်မြများလေးရအောင်လို့ခင်းရင်ကျင်သေးလေးပါထက်စီလေးကတော့ပြန်နေတာပေါ့နော်ဒီမှာဝက်သားရဲ့အစီလေးရောစီလေးမပါတပါလေးထည့်ထားတာရော ားလေးထည့်ပြီးတော့မျိုးစည်းစားဆောင်လေးပါထည့် အင်းဦးကမိုးရသည်ရသည်သာဖြစ်ပေမဲ့အင်းဦးအကြောင်းလေးတော့သိမသိဘူးပေါ့နော်အင်းဦးဆိုတာကမှုတစ်မျိုးဖြစ်ပါတယ်သူ့မှာကနည်းနည်းတက်တာတို့ဘာတို့ချီရဲအတွက်ကြောင့်ကျွန်တော်တို့အတကြီးရွယ်အိုတွေနာလာရှည်ယောဂရှိရဲတွေကိုဝင်ဆောင်တဲ့သူတွေကတတိထားပြီးတော့အစားသုံးတင်ပါတယ်ပြီးတော့အင်းဦးကဒညင်းသီးတို့ပဲမြစ်တို့ဖားတို့ယုံသားတို့ကနန်းတို့အဲ့အားလုံးနဲ့စားလို့ရှင်ပို့ပြီးတော့တက်တဲ့အတွက်ကြောင့်တွဲဖက်ပြီးတော့မစားတင်ဘူးပေါ့နော်ကျွန်တော်တို့အင်းဦးမှာကအထက်တည်းရခွဲလိုက်လို့ရှင်အဖြူလေးရှိရဲတခါတလေလဲမဲနေအဖြူဆိုရင်တော့ဒါလက်ဆက်တာပေါ့ အမဲလေးဆိုရင်တော့ဒါနည်းနည်းလေးရင့်သွားပေါ့ဒါပေမဲ့နှစ်ခုသလုံးကစားလို့ရတယ်အင်းဦးကြောင်းလည်းသိပြီဆိုတော့ဆွဲတော့မယ်ထားကြပါအောင်ခင်ဗျအင်းကောင်းကောင်းကိုချောက်ကောင်းမအင်း ဘာသာနဲ့အင်ဦးကိုမီးနဲ့နေဦးလေးနဲ့တဲထားနူးဤနာဒါလေးကတော့အလူငယ်ချောင်းနဲ့လေးอืมแปลว่าซาเดียนลงๆมีไก่ชายล่ะอสิดีแล้วหมดมา အညာဒေသသာလူငါ၆နှစ်ကလည်းတကယ်စားကောင်းတာပြောရရင်ချိုချိုလေးအမှန်တကယ်ငါ၆နှစ်အုံးလေးနဲ့ချက်ကြဟွန်းနိုင်ဖက်နေရောမျိုးပြီးစားတော့နေဆိုတော့ကွက်တိပဲဟွန်းဟောကော ျွန်တော်ကအင်ဦးကြိုက်တယ်ငငယ်လေးတည်းကအဖွားရယ်အင်ဦးဆိုရင်တိတ်ချာစေးကြောပြီးတော့ကျွန်တော်အမြဲတမ်းကြော်တွေးရအခုဝက်သားလေးနဲ့ချက်စားလဲ share ပဲရကော ဒီနေ့ကတော်တော်စားကောင်းတာပါကိုထက်ကိုကောင်းဘသားနဲ့အင်ဦးချက်နဲ့မြို့သီးစားတော့နဲ့လုံးဝအကွက်တူပဲလိုက်ခံနေတော့ငပိရတာမစားပြဘူးဒီနေ့အခုလိုအင်ဦးပေါ်တယ်မိုးရသည်မှာအခုလိုအင်ဦးကိုပုံမှန်ကြော်စားတာမျိုးမဟုတ်ပဲနဲ့ဝက်သားလေးနဲ့အခုလိုစီပြန်လေးချက်စားကြည့်ပါစားလို့အရင်ကောင်းပါတယ်ဝက်သားလေးကိုမြေဦးလေးနဲ့တင်ထားတော့နူးအီးနေပါပဲဒါနဲ့စားရင်တော့အိမ်မှာမြို့သီးစားတော့ဆက်ဆက်လေးတပွဲတော့မပါမဖြစ်ထောင်းရမယ်နော်အလုံးနဲ့တာ